Hello live season by Vicky ကြိုဆိုပါရစေ။ဒီနေ့ကတော့ Dalat Day 2မှာထုံစံတိုင်း graph ငါပြီးတော့မနေ့ကသွားခဲ့တဲ့နေရာရဲ့စန့်ကျင်ပဲဖြစ်တဲ့လေဆံနေရာလေးတစ်ခုကိုသွားမှာပေါ့နော်။ဒီ Dalat လေးကတော့မြန်မာနိုင်ငံမှာရှိတဲ့မြေမျိုးနဲ့တကယ်ကိုတူတဲ့မြို့လေးပါ။ဒီနေ့ကတော့ Adventure သီးသန့်နေပေါ့နော်။ဒီနေ့က Adventure တစ်ခုကို try ကျင်လို့လာခဲ့တာပါ။ခုတော့ရောက်ပါပြီ။ဒီနေရာလေးကတော့ Mongolian Dalat ပဲဖြစ်ပါရဲ့ရှင်။ တကယ်နှစ်ခုပါတယ်ကိုကီယံလည်းနှစ်ခုပါတယ် drink လည်းနှစ်မျိုးပါတယ်ဝဝင်ချင်းနေရာမှာပဲဒါကလေးတွေပါစီလို့ရတဲ့ slide လေးတမျိုးတွေ့တယ်ပေါ့နော်ကိုရီးယားတော့ဘာမှမစီးခင်အရင်ဆုံးပတ်ကြည့်ပါမယ်ကဲအထဲဝင်ကြည့်အောင်အထဲမှာတော့သူက အနီမဲဖန်လေးတစ်ခုဖန်နေရတယ်။သိုးလေးတွေ၊စိတ်ကလေးတွေနဲ့ဒါအိမ်မွေးတရိတ်ဆန်ပုံပေါ့နော်။ယုံကလေးတွေ၊ငှက်ကလေးတွေမျိုးစုံထားတဲ့အနီမဲဖန်အသေးစားလေးပေါ့နော်။ကိုရီးယားတော့ဆက်ဆက်ချင်းဘဲဘက်ချမ်းကိုအရင်ဝင်ကြည့်ပါရစေ။ သူတို့ကတောင်ကုန်းကြီးတစ်ခုလုံးကိုတကယ်မွန်ကိုရပုံစံပေါ့နော် decoration လုပ်ထားတယ်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မို့လို့ anime fan ကိုပြီးအောင်မကြည့်နိုင်တော့ဘဲနဲ့ဒီမွန်ကိုရဘက် decoration ရှစ်ဘက်ကိုပဲထွက်လာခဲ့လိုက်ပါတယ်ကျူကြီးကတော့တကယ်ကိုအမိုက်စားကြီးပါပဲ။ကဲခုကစပြီးတော့ရှိတဲ့ slide မျိုးမျိုးဆက်စုမယ်။ ဆက်စုဝေးရင်တော့စစီးတော့မှာပေါ့နော်ကဲကိုမစီးရဲ့သူများတွေဘလို့ရင်စီးလဲကြည့်ပါမယ် ဒီ slide ကလေးကိုသူများတွေစီးတာကြည်လိုက်တော့တိတ်ပြီးတော့လဲကြောက်ဖို့မကောင်းဘူးအဲဒီတော့နည်းနည်းကြောက်တတ်တဲ့မျိုးသားကိုအဖို့မခေါ်တော့ဘယ်နဲ့တယောက်တည်းစီးပါဘီ

တို့ရဲ့နာမည်အကြီးဆုံး Rainbow Ride ကြီးကကိုမစည်းခင်သူများတွေကိုဆက်ဆူတော့သူတို့အော်ဟဲ့နေရတယ်ကိုကိုရိုင်းကတေကြောက်ပြီးတော့အရန်လဲမြင်တော့လေအနေရရှိမလားစိတ်ပူတာပေါ့နော်စင်းရင်ကောင်းမလားမစင်းရင်ကောင်းမလားခဏဝင်ကြည့်ရပါတော့အဲ့ဒီအချိန်မှာတော့ကျမယောက်ျားအားချောင်းလိုက်ပါတယ်။လက်ကြောက်ဖို့ကောင်းပါဘူးတိတိပါ။ကြောက်တော့တော့မစင်းဘူး။ ပြီးတော့သူကိုယ့်ကိုချက်တာတကြောင်ကိုမသိလိုက်ရမှာကြောက်တာကြောင်အဖော်လိုက်စီပေးမှာပေါ့တော့ video recording ဖမ်းချင်တော့သူက booking ကြိုယူရတယ်သူတို့ဒီဟာ DJI နေဖုန်းငင်နဲ့တေးချာ record ယူပေးပါတယ် Rainbow Land ရဲ့ Rainbow Flight ဒီမှာဖြစ်ပါရှင် Ready ကဲလင်မယားနှစ်ယောက်ကြောက်ကြောက်လန့်လန့်နဲ့ပဲစ try ပါပြီ တတိယဆင်ကြောင်ခံတယ်တော်တော်လက်ကိုကိုယောက်ျားတေအော်ခဲ့တာပေါ့နော်အရင်ရင်ခုန်စိတ်လို့ရှားဖို့ကောင်းတယ်တိလားရင်ထဲကိုလှိုက်ခနေပဲသူကတော့စီးပြီးရင်တော့ဘက်ကီလေးနဲ့တောင်ခုံးပေါ်တော့ပြန်ပို့ပေးတယ်လမ်းလျှောက်စရာမလိုတော့ဘူးခုကတော့ဖန်တိုးလေးပြန်စပါပြီရှင် ခုကတော့ fan တို့ပြီးတော့ဂျပန်ကတော့လက်မှတ်ဖိုးပါအကုန်ပါပြီးသားဆိုတော့လက်မှတ်ဖိုးအကုန်မခံဘူးအရော့မခံမဲနဲ့နောက်တစ်ခုထပ်စီးခဲ့ပါတယ်ตัว free slide ပုံစံမျိုးဆိုတော့ဘောင်တွေတော့မခတ်တာဟုတ်ကောင်ရိုးတွေကပေးတာတယ်ကောင်ရိုးနဲ့ဝင်ဆောင်ရင်နည်းနည်းတော့နားတယ် ကဲနောက်ဆုံးတော့ GoKey အတိုင်းကိုရောက်ပါပြီ။ဒါကတော့နှစ်ယောက်လုံးစီမှာပေါ့နော်။ couple လည်းရှိတယ်ဆိုပေမဲ့ညီမတို့ကတော့တယောက်စီစီပြီးတော့ record လုပ်ထားလိုက်ပါတယ်။ပြောဖို့လည်းကောင်းတယ် memory လေးတစ်ခုလည်းဖြစ်စေတာမို့လို့ couple ရီ recommend လုပ်ပါတယ်နော်။ မွန်ဂိုလန်ကနေဟိုတယ်မှာခဏပြန်လာပြီးညဘက်တော့ဒါလည်းရဲ့နာမည်ကြီးသော activity တွေရာတစ်ခုဖြစ်တဲ့တောင်ကုန်းပေါ်မှာလေးတဖြူဖြူနဲ့အကင်သွားစားခဲ့ပါတယ်။တခြားနာမည်ကြီးဆိုင်တွေရှိပေမဲ့ဒီဆိုင်လေးကတော့သူ့ဟာယထာလန်ဘေးမှာရှိတဲ့အတွက်ကြောင့်မွန်နာမည်ကြီးတဲ့ယထာတန်တပူပူတပေါ်ပွန်နဲ့ယထာကြီးနဲ့တပုံရိုက်ကြတယ်။ပိုခင်မလုတ်ဖဲသွားခဲ့တာကြောင့်အဲ့လိုယထာလန်ဘေးမှာတော့ထိုင်ခွင့်မရပေမဲ့သူ့ရဲ့ garden style decoration လေးနဲ့ photo spot လေးတွေဖန်တီးထားတာကတော့မစိုးဘူးပေါ့နော်။ အခင်လေးတွေရဲ့အရာသာလည်းမဆိုးဘူးဒါပေမဲ့ရန်အေးလို့နာကြောင့်ကြာကြာထိုင်ပြီးစားဖို့ကတော့ခက်ပါတယ်ဒါလက်ဘလော့လေးကိုတော့ဒီမှာပဲသုံးသပ်လိုက်ပါမယ်အပတ်စဉ်အင်္ဂါနဲ့စနေနေ့တိုင်းမှာမတူညီတဲ့ဘလော့တွေကိုစက်တင်သွားမှာဖြစ်လို့ channel လေးကို like and subscribe please bye bye